ဲ့တငယ်ချင်းတို့ရေဒီမှာပေါ့နော်စားသုံးဆိုင်လေးမှာဖြစ်ပြက်သွားတဲ့အရာလေးကတော့ကြည်ကြပါဦးရှင်ကြည်ပါအောင်နော်ဒီမှာနော်တီဗီဗီလာ channel မှာကြိုဆိုပါရဲရှင်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကို ပြသပေးသွားမှာပဲဖြစ်ပါရဲရှင်ကဲတငယ်ချင်းတို့ရေဒီမှာပေါ့နော်စားသုံးဆိုင်လေးမှာဖြစ်ပြက်သွားတဲ့အရာလေးကတော့ကြည်ကြပါဦးရှင်ကြည်ပါအောင်နော်ဒီမှာနော် မသိတာလေယူသွားတယ်ရှင်ဒီမှကြည့်ကြည့်နော်ဆိုင်လေးမှာရှင် လူနှယောက်တက်ထမင်းစားတာကောနော်လောက်ရက်တယ်ရှင်ဒီမှဖြစ်ပြတော့ကြည့်ကြပါဦးနော်ကျမတို့လည်းဆိုင်တွေမှာသွားစားတဲ့ခြေကြရင်လည်းဒီလိုမျိုးမတင်ကြတဲ့သူတွေရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်တတိထားကြပါရှင်ဒီဗီဒီယိုလေးရကြတော့ကျမတို့တွေပေါ့နော်လူတိုင်းလူတိုင်းကြုံရလေးရှိကြတာပေါ့နော်ဒါကြောင့်မလို့ဘဝ ရဲ့သင်ခန်းစာအဖြစ်ပေါ့နော်ယူလို့ရအောင်သင်ဆက်ပေးလိုက်တာပဲဖြစ်ပါလိမ့်ရှင်ဒီမှာကြည့်ကြည့်နော်ဒီလူတယောက်ကကြတော့ပစ္စံနဲ့ငယ်ကိုသူကနေပြီးတော့ပေါ့နော်ပစ္စံကိုကြားနေတယ်လို့မျိုးပြစ်ချခဲ့တာပေါ့နော်အာပြီးပြီဆိုလို့ရှင်လေတူတူကိုတိုင်ပဲလေပစ္စံပစ်ချခဲ့ပြီးတော့သူကနေပြီးတော့ပစ္စံကြားနေတာပေါ့နော်ဆိုပြီးတော့သူ့ကိုပြောလိုက်ပါတယ်သူကနေပြီးတော့ဒီအကိုကြီးမှာဘာကိုကြံ့ညာထုံနေလဲတော့မသိပါဘူးတကယ်ချင်းတို့ရေ อ๋อလက်ဆက်သက်တော့ तू อ่ะจ้ะတော့ဖိုးကိုပေါ့เนาะယူဖို့အတွက် तू อ่ะတော့အကြံညာထိုးလိုက်တာပေါ့เนาะဒီလိုอ่ะจ้ะတော့ तू ပိတ်ဆံဆိုပြီးတော့ तू အိတ်ထက်ကို तू ထိပ်ပြီးတော့ထည့်ပြီးတော့ပုံမှန်ပဲစားလိုက်ပါတယ် तू ဖိုးကို lower ကိုမှတတိမထားသေးပါဘူးရှင်ဆက်ပြီးတော့ကြည်ကြရအောင်ရှင်ပိုတူတွေอ่ะจ้ะတော့ပေါ့เนาะဖိုးကိုယူပြီးတော့တွားလိုက်ပါပြီရှင်ကြည့်ကြည့်เนาะ ဒီလိုပြီးရင်ကြတော့သူများဥစ္စာကိုကိုကယူရင်ကိုစာပါတတ်တယ်ဆိုတာကြလူကြီးလေးပြောနေတယ်လို့ပေါ့နော်တကယ်မှန်ပါတယ်ရှင်ဒီဗီဒီယိုလေးရကြတော့ပေါ့နော်တကယ်ကိုမှလည်းကျွန်မတို့တွေဘဝတူတာရမဲ့သင်္ကန်းစာတစ်ခုပေါ့နော်ဒီလိုကကြတော့အေးဆေးစားနေတော့ပါပဲတကယ်ချင်းတို့ရင်လုံးဝကိုမှမသိသေးပါဘူးသူ့ရဲ့ဖုန်းကပတ်သွားတယ်ဆိုတာသူလုံးဝကိုမှမသိသေးပါဘူးရှင် ကြည့်ထားနော်သူပုံမှန်လေးပဲစားနေတာပေါ့နော်စားတဲ့ပြီးချိန်မှာဘယ်လိုမျိုးသူတတိထားလဲဆိုတော့ကိုကျမနဲ့တူတူကြည့်ကြရအောင်ရှင်အမ်သူစားလို့ပြီးတော့ထွက်သွားတာပေါ့နော်သူဖုံးမရှိဘူးဆိုတော့သူလုံးဝကိုမှတတိမထားသေးဘူးနော်စားလို့ပြီးပြီးဆိုတော့သူကနေပြီးထွက်သွားတာပေါ့နော်ထွက်သွားတော့သူကနေပြီးတော့ဘယ်လိုမျိုးတတိရလဲဆိုတော့ကိုကြည့်ကြည့်ကြပါဦးရှင် ပြီးမှပေါ့နော်သူသူ့ရဲ့ဖိုးကိုသူတတိယလို့ပြန်ပြီးတော့လာယူတာပေါ့နော်ခူမှဖိုးကိုပြန်ရှာပါတယ်တငယ်ချင်းတို့ရေအဲ့ဒါပဲပေါ့နော်ကျမတို့တို့ရနေပြီတော့ပေါ့နော်တတိဆိုတာအဲ့ဒါပဲတတိတစ်ချက်လွတ်တာနဲ့တစ်ချက်ကပေါ့နော်ကျမတို့ပါသွားတာပါပဲရှင်အဲ့ဒါပဲလူတိုင်းလူတိုင်းကိုလည်းမယုံလို့မရဘူးပေါ့နော်သူများဟာယူရင်လေကိုဟာပါတာတဲ့တွေ့ကြမလို့ပေါ့နော်အထူးကောင်မှာဂယုဆိုင်ကြပါကံကောက်ကြပါစေရှင် လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကိုမန်းမာရေးခဲ့ပေးကြပါအောင်ရှင်။ကျမတို့တင်သည်များမလွတ်တန်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်။